ဘော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 ဒီဘောဘောရဲ့အလူရောမင်းလာပါခင်ဗျာဘူရောဘူရောဘူရောဟုတ်ဟဲ့ဘူရောတနာပါမသုံးပွတ်သုံးပွတ်ဟုတ်ပါဆက်ပါအဲဒါပေမဲ့သူသူ့ရဲ့ခေါ်ရှိတယ်သူ့ရဲ့ဖုန်းနဲ့ငါ line ပေါ်တင်ပေးတာသူတို့ရဲ့ link တွေဖုံးစားအောင်လို့တက်မှာငါတို့ link တွေရှင်းနေတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်ရေဘော်ရိုတင်ပါဒီနေ့ရွမ်းလာလေးနေ့ညနေပိုင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စစ်ကောင်စီ၏တေပိုဖူးစခန်းတင်တက်ပွဲအတွက်စစ်ကောင်စီဖက်မှ၄၀ကျော်တည်ဆုံးပြီး၅၀ကျော်လင်းနေချအလံဖြူထောင်း120မမ .5 လင်းနေကြီးများအပါဝန်လင်းနေခေရများတောင်ပေါ်ရပုံတင်းစီရရှိထားတဲ့ဆိုတဲ့သတင်းကိုအယူဆောင်တင်ဆက်ပေးပါမယ် ကရင်ပြည်နယ်ထမ်းမြစ်မှာနေဆက်စစ်ကောင်စီတပ်ဤတပိုးဖူးစခန်းသိမ်းတပ်ပွဲတွင်စစ်တပ်ဖက်မှ30ကျော်တေဆုံးပြီး90ကျော်လက်နက်ချအလံဖြူထုံက120မမလက်နက်ကြီးများအပါအဝလက်နက်ခီးရန်များတောင်ပေါ်ရပေါ်ရရှိထားကြောင်း KLLA သတင်းရင်းမြစ်ကပြောဆိုပါတယ်။ရွမ်းလ3ရက်နေ့ညနေပိုင်းတွင်စစ်ကောင်စီတပ်ဤတပိုးဖူးစခန်းကိုတက်ခတ်သိမ်းပိုက်ခဲ့ကြောင်းအဆိုပါစခန်းသိမ်းတပ်ပွဲတွင်စစ်ကောင်စီကတက်လက်ရင်များဖြင့်ဘုံကျေခုခံခဲ့စဉ်မိမိတပ်ဖွဲ့အပေါ်ဘုံမာကျေချခဲ့မည်၍စစ်ကောင်စီတပ်ဖွဲ့ဝန်30ကျော်တေဆုံးသွားခဲ့ကြောင်းစစ်ကောင်စီတပ်ဖွဲ့ဝန်90ကျော် ေနေကျအလင်းဝံခေကြောင်းသိရှိရပါသည်ကိုဖက်က၄ဦးဝေဝန်းတူးလေရင်နဲ့လာကြီးတုံးကဒဏ်ရာရတာရှိတယ်။ဒဏ်ရာပြင်းထန်တဲ့သူတို့ဖက်ကသူတို့လေရင်နဲ့သူတို့ပြန်ကြေးတာ၃၀ကျော်သေးတယ်။90ကျော်လင်းနေချတဲ့လင်းနေချသူတွေနဲ့ပတ်သက်လို့ကိုထိန်းထားတာလည်းရှိတယ်။ဟိုဖက်ကိုပြေးသွားတာလည်းရှိတယ်။လူကြီးတွေဘလူသတင်းထုတ်ပြန်မလဲတော့မသိသေးဘူး။သတင်းတော်ထုတ်ပြန်လိမ့်မယ်ဟုကြံယူသတင်းရင်းမြစ်က ပြောဆိုပါတယ်။ ပြပိုးဖူးစခန်းသိမ်းတက်ပွေတွင် KLL မှဘူတာဘိုးဦးဆောင်သော30နှစ်ပြည့်ဟာလက်အောက်ခံစစ်ကြောင်းများဖြစ်သည့်ကိုဘရာစစ်ကြောင်း၊ဗီနွေစစ်ကြောင်း၊ဖရီဝမ်ဒရုန်းတပ်ဖွဲ့၊ဂျက်တနက်စစ်ကြောင်း၊ဂျက်တက်ဆိုဂျာ PDF တပ်ဖွဲ့ကိုဒန်11ဂရုံးတက်ဖွဲ့အပါ1ပူပုံးမဟာမင်းတက်ဖွဲ့များကတက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် စစ်ကောင်စီတပ်ဤတိဘိုဖူးစခန်းကိုတိုလိုင်းတမျက်ကရရှိသွားပြီးဖြစ်ရွေးထမ်းမြမနေဆက်တွင်စစ်ကောင်စီတပ်စခန်း၄ခုသာကျန်ရှိတော့ပြီးအဆိုပါစခန်းမြတ်မှာဥကရေထဝိုးလေပြူဟာကောင်တီးတလေစခန်းတိကပလေစကန်တို့ဖြစ်ကြောင်းသိရှိရပါတယ် KNU ကမလဧပြီလနဲ့မေလအတွင်းတွင်ထမ်းမြမနေဆက်အနေမှာစက်ကောင်စီတက်ဤပူလူတူကလေးဒေးတခိုတီခီမိုဖာတူစကန်ကလေးစကန်များမေလဗလီတူမိုခီဘယင်းအောင်စကန်ကောင ကနေကနေလေးစခန်းစခန်းနေဆွေအေးမြန်တက်စခန်းတို့ကိုစစ်တပ်တက်ခတ်သိမ်းယူနိုင်ပြီးယနေ့ယွန်လ3ရက်နေ့တွင်တေဘူဖူစခန်းကိုရရှိခဲ့ပြီးရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်အဲ့ဒီတော့မတပုဖုစခန်းမှာတိုလိုင်းရဲတပ်ဖွဲ့တွေကိုဘဘကြီးမြောင်းလိုင်းကလူပေးလက်တဲ့လက်နက်ခီးရံတွေကိုကျွန်တော်နဲ့တူတဲ့ချက်လို့ကြည့်ကြည့်အောင်ပါနေတဲ့အဟာကြီးမဟုတ်ဘူးတိုလေးကိုအားရစရာကောင်းပါတယ်ဒီထဲမှာလက်နက်ခီးရံတွေကလည်းအာနေတဲ့ဟာမဟုတ်ဘူးကြီးလို့တော့မနိုင်ဘူးခီးရံတွေကတော့နော်ဆိုတော့ကြည့်ကြည့်အောင်ပါ

ဘောဘောတိဘောဘောတိဘောဘောရဲ့လူရောမင်္ဂလာပါခင်ဗျာဘောဘောရဲ့လူရောမင်္ဂလာပါခင်ဗျာတန်းစီပြန်ပြောင်းอยู่ညာကစကန်းဘူဘူစကန်းညာကကျွန်တော်တို့တခါမရောက်ဘူးဆိုတော့ကြည့်ကြည့်အောင်ပါနော် မျိုးကိုတိမ့်ပိုက်လို့နေကြတယ်ဘောဘူတီဘောอืมဖန်ငါးကြီးကောင်းတယ်နော်ဟုတ်တယ်တော်တော်ပြိုတော်တော်လေးဖြုံဖြုံကြီးလိုက်ကကျော်အဲအဲ့မကြီးຢາກໂຊຖິດລະເຮົາແມ່ນບາດີຊောက်ກ້ອງ ဘိုးကြီးကတနာပါဘုံပွက်သုံးပွက်ဟိုကဆက်တယ်အဲဒါပေမဲ့သူ့သူ့ရဲ့ဟိုဟာရှိတယ်သူ့ရဲ့ဖုန်းနဲ့ငါ line ဝင်တင်ပေးတာသူတို့ရဲ့လင်းနေဖုန်းဆောက်အောင်လို့တက်မှာငါတို့လင်းနေရှိနေတယ်ဟိုကောင်းမှာဟိုကမျောလှိုင်းနေတယ်ကဲမှ ။အာဒီမှာကိုတော်ကိုတော်မျိုးကိုတော်နော်။ဘာတော့ဆောင်းချုံလာအေးဇကဇာတယ်။ကိုရီ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 အဲ့နေတာနော်အဲ့ပြုံနေတာ။ဒီမှာကျုံအဲ့ပြုံနေကြတယ်။အေးအေး။အဲ့လိုကောင်းတော့နော်ကိုချင်းဒီမထားသေးဘူးအဲ့လိုကောင်းတော့ ကေဇရိုဒါကတော့တော်လန်ရေးတပ်ဖွဲ့တွေကတပိုးဖူးစခန်းကိုအပြည့်အစုံရရှိပြီးတော့လက်နက်ကင်းရန်တွေကိုလည်းတင်ပတ်ရရှိတဲ့ရုပ်တံဖန်တွေကျွန်တော်တို့ကြည့်ရတာဖြစ်ပါတယ်ဒီထက်မှအောင်မြင်မှုကိုတတော်လေးကိုရတယ်ဒီကျွန်တော်တို့ဖက်ကစစ်တပ်ရဲ့လေရင်ပေါင်းကျင်းမှုနဲ့တော်လန်ရေးပေါ်လေအိုးထိခတ်ဒဏ်ရာရတယ်လို့သိပြရပါတယ်ဒီထက်မှအာစေကူတာရင်းနဲ့မြ мян ကောင်းလာပါစေဆိုတော့ဒီထက်မှရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကအင်အားကအတတော်လေးကိုမြတ်ပုံရပါတယ်စစ်ကောင်စီကလေကျောင်းလေကျောင်းကနေတက်ခတ်မှုကြောင့်သူတို့ချင်းချင်းထိမှန်ပြီးတော့တည်ဆောင်းနေတာက30ကျော်ရှိတယ်ဆိုတော့ဒီထက်မှ ကျွန်တော်တိုလိုင်းတက်ဖို့တွေကပြစ်ခတ်လိုက်လို့တည်နေတဲ့လူကလည်းမနေရှိအောင်ပါအဲ့ဒါပြီးရင်လင်းနေချနေတဲ့လူက90ကျော်ရှိတယ်ဒီထဲမှာဖမ်းမိနေတဲ့လူကလည်းရှိတယ်သူတို့ဒီဟာကထွက်ပြေးနေတဲ့လူကလည်းရှိနေသေးတယ်ဆိုတော့တတော်လေးကိုအင်အားကြီးတဲ့ပုံဖြစ်ပါတယ်ဒီဟာကဒီဘိုးဖိုးစခန်းကကျွန်တော်တို့အောင်မြင်မှုရရှိတဲ့ဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တိုလိုင်းတက်ဖို့တွေတည်ဆောင်းမှုတရောမှမရှိပါဘူးဒဏ်ရာမှုကတော့ရှိတယ်ဆရာတို့ဒီထဲမှာဒဏ်ရာနေတဲ့သူတွေကတော့ပြင်းထန်နေလို့သိရပါတယ်အမြန်ဆုံးတက်တာလာပါစီလို့ကျွန်တော်တို့အာ ဇန်နပ်ပြုပါတယ်မြန်လုံးအမြန်ဆုံးတူလိုင်းရေပေါ်တွင်မြန်ဆုံးတက်တာပါစေအခုလိုမျိုးအာကျွန်တော်ဘက်မှာတေးဆောင်မှုမရှိပြနဲ့တင်းပတ်နေတာဆိုလို့အရန်ကိုကောင်းတဲ့သတင်းကောင်းဖြစ်ပါတယ်အတို့တို့အချင်းချင်းကအခုချိန်ထိကိုလုံးဝကိုညီမမဟုတ်တော့ဘူးရှောင်းနေနေကြပြီးတက်ခတ်ချင်းစိတ်ကိုတူအစ်တက်တွေကမရှိတော့ဘူးလုံးဝကိုတက်ချင်းစိတ်ခတ်ချင်းစိတ်ကိုမရှိတော့ကြဘူးဆိုတော့ဒီအမှာတခါတော့အာလင်းငါချက်လို့ပြပြီးဆိုလို့ရှိရင်ထွက်ပြီးဖို့ကြံနေတဲ့လူကအများကြီးဖြစ်နေပြီးဆိုတာကိုမင်းတွေ့ရတာဖြစ်ပါတယ်ဒီထက်မှကျွန်တော်တို့တူလိုင်းတက်ဖို့တွေကအာကျွန်တော်အချင်းချင်းပြစ်ခတ်မှုနဲ့အာလင်းနေ နေပြစ်ခတ်မှုကြောင့်ကျွန်တော်တွန်လိုင်းတဖို့တွေထိခတ်တိုင်ရတာတရုံမရှိဘူးလို့မိရပါတယ်သူတို့ပြောပုံရဆိုတွန်လိုင်းတဖို့တွေဖက်ကနေပြောပုံရဆိုလို့ရှိရင်စကန်းသိန်းတက်ပွေးဆိုတာကကျွန်တော်တို့တွန်လိုင်းတဖို့တွေကအာဒီစစ်ကောင်စီတဖို့တွေကိုတက်ပြီးတော့အာတိုက်ခတ်နေတဲ့စကန်းဖြစ်ပါတယ်ဒီလိုမျိုးချင်းနေမျိုးမှာကျွန်တော်တွန်လိုင်းတဖို့တွေကထိခတ်မှုမရှိဘူးဒေဆောင်မရှိဘူးလေကြောင်းကတက်ခတ်မှုကြောင့်လေကြောင်းထိခတ်မှုလေကြောင်းတက်ခတ်မှုကြောင့်တန်ရရပဲရှိတယ်ဆိုတာကတော့ကျွန်တော်တွန်လိုင်းတဖို့တွေရဲ့စစ်တပ်အင်အားကသူတို့တွေကိုအာချင်းတဲ့နေအောင်ကိုအာနိုင်တော့ပြီဖြစ်တာ ကျွန်တော်တို့လိုင်းတဖို့တွေရဲ့အာအိုဟစ်မှုတွေအတန်တွေတောင်ကြိုင်းတောင်မှထွက်ပြီးနန်ထွက်ပြီးနေပြီဆိုတဲ့အခြေအနေမျိုးဖြစ်နေပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ဒီလိုမျိုးကျွန်တော်တို့လိုင်းတဖို့တွေနဲ့အချင်းချင်းပြစ်ခတ်မှုမှာထိခတ်တဲ့ရမှုမရှိဘူး။စစ်တပ်ဖက်ကတော့ထိခတ်မှုရှိတယ်။လောင်းဝတ်ကိုတနက်ကန်ဖို့တောင်မပြောနဲ့ကြောက်နေတဲ့သူတွေအများကြီးရှိနေပြီဆိုတာကိုပြောပြချင်တာဖြစ်ပါတယ်။ဆိုတော့တခြားနေရာမှာလဲစခန်းကအာလေးခုကြံသေးတယ်။မကြခင်မှာလာမှာဒီဟာကစခန်းလေးခုကြံတာဆိုတာကထမ်းမြန်ထမ်းနဲ့မြန်မာနေဆက်မှာရှိတဲ့ စကမ်းတွေဖြစ်ပါတယ်။ဒီဟာကိုပြီးပြီဆိုလို့ရှိရင် လာမှာမေးပြက်မှာလာတော့မှာမင်းတို့ပြောတယ်ကျွန်တော်တို့လိုင်းတက်ဖို့တကဘယ်လိုအရေးချင်းရှိလဲဆိုတာကိုဆန်းတတ်တော့မယ့်အခြေအနေရောက်လာပြီ။အခုချိန်မှာနေဆက်ကိုအကောင်လုံးသိမ့်ပြီဆိုလို့ရှိရင်တော့မင်းတို့ရက်ခါရရမယ့်နေရာမရှိတော့ဘူး။ကျွန်တော်တို့လိုင်းတက်ဖို့တကတော့အာရက်ခါကိုလုံးဝကိုအဆင်ပြေတော့ပြီ။ဒီဟာကိုတော့သတင်းကုန်းတွေအနေနဲ့ပြင်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်။ဒီနေ့ငယ်ရေသတင်းကတော့ဒီလောက်ပါပဲ။ကျွန်တော်အာကျွန်တော်အချိန်ရတာနဲ့သတင်းတက်ဖို့ကိုကျွန်တော်တက်နိုင်တယ်လို့ပေါ့နော်။ပြင်ပြီးတော့ရွတ်တန်တွေကိုမင်းရင်မင်းနေလို့ပြင်ပြီးတော့မြန်ဆုံးကျွန်တော်ရဲ့ view viewer တွေကိုချက်ပြတ်ချင်းဖြစ်ပါတယ်ဒီနေ့ view ကတော့ဒီလိုပါပဲကျွန်တော်တို့ video လို့ကိုမေးတဲ့ကြီးစုအပေးနေကြတူလိုက်ပြီသူများအားလုံးကိုလည်းကိုယ်ကြံမှချင်းဆက်ချမ်းသာချင်းနဲ့ပြည့်စုံကြပါစေ